မကြခင်ပြိုလဲတော့မယ့်အစ္စလမ်အရှိလေပိုင်းဒေသများနဲ့စိုးရင်ဖွယ်အခြေအနေဖြစ်လာတဲ့အစ္စလမ်ဘာသာရေးခင်ဗျားတို့ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာဆော်ဒီအာရေဗျကကာစီနိုတွေစောက်ဖို့အတွက်အစ္စလမ်အထိမ်းအမှတ်အဆောက်အအုံကိုဖြန့်နေပါတယ်။အီဂျစ်ကပေါမို့တော်ဝယ်မစားနိုင်တော့ပါဘူး။ဟီမင်ဆိုရင်အစိုးရတက်ရက်အနေနဲ့လုံးဝကိုမရှိတော့တဲ့အခြေအနေရောက်နေပါတယ်။ဒါကဝေးကွာတဲ့အနာဂတ်မှာဖြစ်လာမယ့်အကြက်တဲမဟုတ်ပါဘူး။ အစံရှိလေပိုင်းဒီနေ့ပဲပြိုလဲနေပါတယ်ဖြစ်ပြက်နေတာတွေကလူတိုင်းခံမှန်းခဲ့တာတဲ့ကိုအများကြီးပူဆိုပါတယ်ဒါကိုပြောတာခြေကားတယ်လို့မတင်ခင်မှာဒေတာတွင်သတင်းကောင်းစီးတန်းကိုမြင်တဲ့အမြင်ပြောင်းလဲသွားစီမဲ့အကြောင်းအရာတခုကိုပြောပြပါရစေဘရင်နိုင်ငံမှာနိုင်ကလပ်တို့ဆော်ဒီအာရေဗျကလုံးဝမဖြစ်နိုင်တာတခုကိုလုပ်ခဲ့ပါတယ်2019ခုနှစ်မှာသူတို့တဲကန်နာရာထဲမှာ Rift Party ပွဲကိုကျင်းပခဲ့တယ်အကာသမားတွေကတော့အတူပြက်တွေဝေပြီးတော့ Electronic သချင်းတန်တွေကမိုးလင်းတဲ့အထိကိုစူညံနေခဲ့တယ်ဒါက Dubai လို Liberation နဲ့နေရာမျိုးမှာ မဟုတ်ဘဲနဲ့အစ္စလမ်ရဲ့မွေးရက်မီမက်ကာနဲ့မဒီနာတို့ရှိရာဆော်ရီအာရီဗျမှာလုပ်ခဲ့တာပါဂျာတော်မအန်ဝါဆရာအကောင်းဆုံးအပိုင်းမဟုတ်သေးပါဘူးအန်အားတဲ့ဆရာအကောင်းဆုံးကအင်ရှင်မေသားမိုဟာမက်ဘင်ဆလမ်မကိုရန်ကိုကခွင့်ပြုခဲ့တာပါလွန်ခဲ့တော့ကဆုံးကွေအတက်လုတဲ့သူတွေကိုတည်တံပေးခဲ့တဲ့အစိုးရကအခုဆိုရင် WWE နိဗ္ဗာန်ပွဲတွေလက်ခံကျင်းပနေပါတယ်35နှစ်ကြာပြည့်ပင်ထားခဲ့တဲ့ရုပ်ရှင်တွေကိုပြန်ဖွင့်ပေးခဲ့တယ်ဒေါ်လာဘီလီယံ900တန်နီရိုမလို့ခေါ်တဲ့မြို့တည်ကြီးကိုစောင့်နေတယ်အဲ့ဒီမြို့က Blade Runner ရုပ်ရှင်ထဲကလို့ပဲ စရုပ်လုံသားတွေပြန်တန်းတဲ့တက္ကစီတွေနဲ့ပြည့်နေနေပါတယ်ဒီနေရာမှာဘသူမှမပြောပြတဲ့အချက်တခုရှိတယ်ဒါကစိတ်ပြအားငယ်မှုပါ sorry ရပြဟာကျွန်တော်တို့မပြောချင်တဲ့အချက်တခုကိုသိနေပါတယ်သူတို့ရဲ့ရင်ကျေးမှုအရှိလေပိုင်းကိုနှစ်ပေါင်း1400ကျော်အတိပယ်ဖွင့်ဆိုပေးခဲ့တဲ့အစ္စလန်ရင်ကျေးမှုဟာတည်ဆုံနေပါတယ်သူတို့ကအဲ့ဒီရင်ကျေးမှုကိုကဲဖို့မကြိုးစားတော့ဘူးသူတို့ကအစားထိုးဖို့ကြိုးစားနေရပါလူငယ်များအလုလက်မဲ့ပြတ်တလားကင်းကနန်းတွေကိုကြည့်လိုက်ပါ2023ခုနှစ်မှာအရှိလေပိုင်းနဲ့မြောက်အမေရိက ညအာဖရိကဒေသမှာလူငယ်အလုံးလက်မဲ့နှုန်းဟာ24.4ရာခိုင်နှုန်းရှိပါတယ်။ဒါကကမ္ဘာပြမ်းမြနှုန်းရဲ့နှစ်ဆနီးပါးပါ။အမျိုးသမီးငယ်တွေမှာဆိုရင်35.4ရာခိုင်နှုန်းရှိပါတယ်။ဒါတွေကကင်ကနက်တွေတက်တက်မဟုတ်ပါဘူး။အင်ဂျင်နီယာ၊ဆေးပညာ၊ကွန်ပျူတာသိပ္ပံဘာသာရပ်တွေကိုသင်ယူထားပေမဲ့အလုံးမရတဲ့ပညာတတ်လူငယ်တန်ပေါင်းများစွာဖြစ်ပါတယ်။ဒါကြောင့်သူတို့ဘာလုပ်ကြမလဲ။ထွက်သွားကြမယ်။ဒါမှမဟုတ်လက်လျှော့လိုက်ကြမယ်။ sorry လူငယ်တွေတုံးတဲ့စကားတခုရှိပါတယ်။ငါတို့ကနောက်ဆုံးမျိုးဆက်ပဲတဲ့။ တနင်္ဂနွေကျင်းစုတောင်းမဲ့နောက်ဆုံးမျိုးဆက်ရှင်းဟောင်းပုံမြင်တွေကိုယုံကြည်မဲ့နောက်ဆုံးမျိုးဆက်သူတို့နိုင်ငံမှာအတိတ်ကပုံစံမျိုးအနာဂတ်မှာရှိမယ်လို့ထင်တဲ့နောက်ဆုံးမျိုးဆက်ပါဥပမာ Reddit မှာရေးတင်တဲ့အသက်28နှစ်ရွယ် engineer အာမတ်ကိုပဲကြည့်ပါသူ့အဖိုးက Valerie စောက်ခဲ့တယ်သူ့ဖေက Sorry RM ကိုမှအလုပ်လုပ်ပါတယ်အာမတ်ကတော့နေတော့မှဖွင့်မဲ့ Crypto Casino တက် Smart Contract တွေရေးဖို့တင်ယူနေတယ်သူကကျွန်တော်ဖိုးဆိုရင်ဒါကို Haran တားမြစ်တာလို့ပြောမှာပါဒါပေမဲ့လည်း Haran ကအခုခင်မှာ BD မဆက်ပေးနိုင်တော့ဘူးလို့ရေးခဲ့ပါတယ် UAE ကပို့လို့တော့မှာဆိုပါတယ်။တချင်ကလူသိရှင်ကြားလက်ချင်းတွဲခဲ့တာတော့မှတင်းကျပ်ခဲ့တဲ့ဒူဘိုင်းဟာအခုဆိုရင် Los Angeles က Instagram model တွေလေရင်နဲ့လာတဲ့ရေကူးကန်ပါတီတွေကိုလက်ခံကျင်းပပေးနေပါတယ်။အရက်တွေလွတ်လပ်စွာရောင်းချနေပြီးတော့ဘုရားရှိခိုးတန်ဟာလည်းညာကလပ်တချင်းတန်တွေနဲ့ပြနေပါတယ်။လူကြီးဘုံနဲ့ပညာတတ်များရဲ့အုံတော်ယူစီးမှုပင်လယ်ခွေအုပ်စိုးသူတွေအတွက်အစ္စလမ်ရဲ့လူမှုရေးခန့်ကဏ္ဍကိုဖျက်ဆီးနေခြင်းမှာ လူဦးရေဆိုင်ရာအချင်းကိုက်ဘုံတလုံးကအောက်ကနေပို့ပြီးတော့ကြောက်စရာကောင်းအောင်ပေါက်ကဲဖို့ပြင်နေပါတယ်။အရှိလေပန်းကောင်းဆောင်တိုင်းကိုထိတ်လန့်စေမဲ့ကင်းကနန်တစ်ခုရှိပါတယ်။မီနာဒေတာဟာ2000ပြည့်နှစ်ကနေ2020ပြည့်နှစ်အတွင်းမှာသူ့ရဲ့လူငယ်တွေကိုအလုပ်ပေးနိုင်ဖို့အလုပ်ကံပေါ်68တန်ဖန်တီးဖို့လုပ်ခဲ့ပါတယ်။ဒီလိုတမတ်ရက်ကျော်သွားတဲ့အခါမှာသူတို့ရဲ့ရည်မှန်းချက်မရောက်ခဲ့ပါဘူး။2024ခုနှစ်မှာစော်ဒီလူငယ်73.00ရာခိုင်နှုန်းဟာအလုပ်မရှိအနာဂတ်မရှိပဲနဲ့မျှော်လင့်ချက်မရှိပဲထိုင်ပြီးတော့စောင့်ဆိုင်းနေကြပါတယ်။ ပို့ပြီးတော့ဒေါသထွက်လာကြပါတယ်။အာရက်ကဘာတဝေါ်မှာလူငယ်အလုလက်မဲ့ဖြစ်နေတာကြောင့်နှိမ့်စင်စည်းပွားရေးဆုံးရှုံးမှုကဒေါ်လာဘီလီယံ40ကနေ90ကျော်ပါတယ်။ကန်ရိုမှာဆိုရင်အင်ဂျင်နီယာဖွဲ့ရတွေကဥပမောင်းနေကြပါတယ်။ MMR ဆရာဝန်တွေကဟင်းသင်းဟေးရွက်ရောင်းနေကြပါတယ်။တိုးနေမှာရှေ့နေတွေကဇပွဲတို့အလုကိုလုံနေကြပါတယ်။ဒါတွေကခဏတာအလုတွေမဟုတ်ဘဲနဲ့သူတို့ရဲ့ဘဝဖြစ်နေပါပြီ။အီဂျီမီကင်တူကကျမရွှေတွေရောင်းပြီးတော့တားကိုပညာသင်ပေးခဲ့တယ်။သူကဘွဲနှစ်ခုတော့ရတယ်အခုသူကမော်တော်ဆိုင်ကနေအစားအစာပို့နေရတယ်ဆိုပြီးတော့ပြောပါတယ် ဒါပေမဲ့ဒီတဲ့ပိုးဆိုးရတဲ့တရုတ်ပြောင်းလာမှုတစ်ခုရှိပါတယ်။နေ့စဉ် RF ပညာရှင်တသိန်းလောက်ဟာနိုင်ငံကနေထွက်ခွာခြင်းအဖြစ်လဲအောင်မြင်မှုတွေရနေကြပါတယ်။သူတို့ကစိတ်ပြေဒုက္ခတွေတွေမဟုတ်ပါဘူး။ဇယဝင်းအင်ဂျင်နီယာသိပ္ပံပညာရှင်စုံထီထင်သူတွေဖြစ်ကြပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းနိုင်မဲ့ဒူရီယာလေပေါ်ကနေစွန့်ခွာသွားကြပါတယ်။ဒေါက်တာလီလာဟက်ဆာဟာအေဂျီရဲ့ထိတ်တဲ့နှလုံးခွဲစိတ်စရာဝင်ဖြစ်ခဲ့ပါတယ်။အခုတော့သူကဘာလီမှာခွဲစိတ်နေပါတယ်။ ကာရိုမာမီးပြတ်နေတဲ့အချိန်မှာဖျောင်းနိုင်မီးရောက်နေနှလုံးခွဲစေးခဲ့ရတယ်လို့သူကပြောပါတယ်။စင်းယုံကကျမကိုလာစာ6လမပေးဘူး။လူနာရဲ့မိသားစုကခွဲစေးပစ္စည်းတွေကိုမှောက်ကိုဈေးကွက်ကနေဝယ်ခဲ့ရတယ်။ကျမအေးကြီးကိုချစ်တယ်။ဒါပေမဲ့အဲ့ဒီမှာလူအသက်တွေကိုမကယ်နိုင်ဘူး။စတဲ့အာရက်ကပါသူတို့ရဲ့အတော်ဆုံးနဲ့အထူးကျွမ်းဆုံးလူတွေကိုသွေးထွက်သလိုဆုံးရှုံးနေရပါတယ်။ဂျန်နီတာကတော့အကျင့်ပြတ်သူတွေဩဇာခံတွေနဲ့စိတ်သက်ချနေသူတွေပါ။အစ္စလမ်ပြောက်ွယ်ခြင်း၊ထပြေးနေကြတာပညာတတ်တွေတွေမဟုတ်ပါဘူး။အစ္စလမ်ရည်ကြီးမှုရဲ့အဆောက်အအုံတွေလို့ယူဆရတဲ့ဘာသာရေးအဖွဲ့အစည်းတွေတောင်လက်လျှော့နေကြပါတယ်။ 2019ခုနှစ်မှာ Saudi Arabia ဟာသူတို့ရဲ့ထင်ရှားတဲ့အင်္ဂလန်ပညာရှင်တွေကိုဖမ်းဆီးခဲ့ပါတယ်။အစွန်းရောက်တဲ့အကြမ်းဖက်သမားတွေမဟုတ်ပါဘူး။နိုင်ငံတော်ကိုစေစုနေများစွာအမှုထမ်းခဲ့တဲ့တမယ်ယူကျဘာသာရေးကောင်းဆောင်တွေပါ။ Twitter မှာ follower 14သန်းရှိတဲ့ Sheikh Salman Al Order ဟာထောင်ထဲရောက်သွားပါတယ်။သူရဲ့ပြည်ကအစိုးရရဲ့ပြည်ပပြောင်းလဲမှုတွေကိုမေးခွန်းထုတ်ခဲ့လို့ပါ။အင်္ဂလန်ကိုယ်တိုင်ဟာနိုင်ငံတော်ရှင်သန်ရေးအောက်မှာရှိနေရပြီဆိုတဲ့သတင်းသကားကိုရှင်းရှင်းလင်းလင်းပေးလိုက်တာပါ။ဒီနေရာမှာစမ်းချေတာကဇော်လီလူငယ်တွေကစာနာပြခဲ့တာမဟုတ်ဘဲနဲ့ပြောပွဲရှင်ပဲလုပ်ခဲ့တာပါ။ ထင်းထင်းခံရတဲ့ဘာသာရေးကောင်းဆောင်လေးရှိရာထောင်းအပြင်မှာစေကျော်တက်တွေကနေတဲ့ဗီဒီယို TikTok မှာကပြန့်နှံ့ခဲ့ပါတယ်ဒါက sorry အာရိပြတနိုင်ငံနဲ့မဟုတ်ပါဘူးဒေတာတော်မှာဗလီဒီယာလူရှင်းလာပါတယ်အေဂျီဘာသာရေးအဖွဲ့အစည်းဝင်ကြီးဌာနရဲ့စတန်တကူကြောင့်2015ခုနှစ်ကစပြီးအသက်30အောက်လူငယ်တွေကြောင့်မှာဗလီတက်ရောက်မှုက40ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်အီရန်မှာဆိုရင်အစိုးရအချက်လက်တွေမလို့တဆထုတ်ပြန်မိတာကလူငယ်300ရာခိုင်နှုန်းသာတောက်ကြလဲဝေပြူမှုတွေကိုပုံမှန်တက်ရောက်တယ်လို့ဖော်ပြခဲ့ပါတယ်အေဂျီရဲ့ Green Murti ကလွန်ခဲ့တဲ့နှစ်ကထိတ်လန့်စရာကောင်းတဲ့အချက်တခုကိုဝန်ခံခဲ့ပါတယ် ကျွန်တော်တို့မျိုးဆက်တစ်ခုလုံးကိုဘာသာမဲ့ဝါဒနဲ့အကျင့်ပြမှုစီကိုဆုံးရှုံးနေရတယ်တဲ့ဒါကဘာကိုဆိုလိုတယ်လဲစဉ်းစားကြည့်ပါနေပေါင်း1400လောက်လုံးအစ္စလာဟာအရှိအလေပိုင်းမှာဘာသာရေးသက်သက်မဟုတ်ဘဲလေပတ်မှုစနစ်ဖြစ်ခဲ့ပါတယ်ဥပဒေပညာရေးလူမှုဖွဲ့စည်းပုံနေစဉ်အသက်ရှင်နေထိုင်မှုအားလုံးဟာအစ္စလာစနစ်နဲ့လေပတ်နေခဲ့တာပါအခုတော့အဲ့ဒီစနစ်ကိုဖျက်ပြစ်နေကြပါပြီအစားထိုးစရာဘာမှမရှိပါဘူးတူနဲ့လူငယ်တူကဒီလိုရှင်းရှင်းလေးလေးပြောခဲ့ပါတယ်ကျွန်တော်မိဘတွေမှာအစ္စလာရှိတယ်အဖိုးဘာတွေမှာအရက်အမျိုးသားဝါဒရှိပါတယ်ကျွန်တော်တို့မှာ Instagram ရှိတယ်တဲ့ ရေပြဒနာသည်အမှန်တကယ်ပြိုလဲမိအကြောင်းရင်းကိန်းကနက်တွေကရက်ဆက်ပါတယ်အရှိလေပန်းကလူဦးရေ1800ပြည်နေကတန်30ကနေဒီနေ့1500ကျော်ထိ16ဆတိုးလာပါတယ်ဒါလူသားသမိုင်းမှာအလင်းမြန်သောလူဦးရေတိုးတက်မှုပါဒါပေမဲ့ဒါဟာအတုရောင်နေကြီးပဲဖြစ်ခဲ့ပါတယ်ရေနံကရတဲ့ပုံစံတွေစားနေရိတ်ကတင်သွင်းမှုတွေအခုပြိုလဲနေတဲ့ကမ္ဘာလုံးဆိုင်ရာစနစ်ကြီးကြောင့်ရက်တည်နေခဲ့တာပါဒီတစ်ခါမှာတော့အစိုးရဒီမှာငင်းငင်းရေးကိုပတ်စံနေဝယ်ဖို့ရေနံကရတဲ့ငွေမရှိတော့ပါဘူး။ဘာလို့လဲဆိုတော့တကယ်ကိုအဖြစ်မှန်တွေကရေနံနေခန်းချောက်နေလာလို့ပါပဲ။ မြေအောက်မှာရင်းနိုင်နေရှိနေပါသေးတယ်ဒါပေမဲ့ဒီရင်ကျေးမှုကြီးတစ်ခုလုံးကိုရန်ပုံငွေထောက်ဝယ်ပေးခဲ့တဲ့ဈေးပေါ်ပြီးတော့အလွဲတခုထုတ်ယူနိုင်တဲ့ရင်းနှံကကုန်သွားပါပြီစော်ဒီအာရေဗျရဲ့ဘတ်ဂျက်မျှချေဖြစ်နိုင်ဖို့အတွက်လိုအပ်တဲ့ရင်းနှံဈေးနှုန်းဟာတစီကိုဒေါ်လာ86ရှိနေပါတယ်အဒီအောက်ရောက်ရင်သူတို့ကအရှုံးပေါ်ပါတယ်ရဲစေကားတွေပြန်လည်ပြေဖြူမြဲစွမ်းအင်တွေကမ္ဘာစီးပွားရေးကြာဆင်းမှုတွေနဲ့ဆိုရင်အဲ့ဒီဈေးနှုန်းတွေပြန်ရောက်ဖို့မမြင်တော့ပါဘူးဒါပေမဲ့ကျွန်တော်တို့တကယ်စိတ်ပူရမယ့်အရာကရင်းနှံမဟုတ်ပါဘူးရေးပါရေးဟာအင်စလန်အရှိအလေပိုင်းကိုအဆုံးသတ်စေမယ့်အရာပါ2025ခုနှစ်ဒီနေ့မှာပဲ အီဂျီဟာသိပ္ပံပညာရှင်တွေလုံးဝရေရှားပါမှုလို့ခေါ်တဲ့အခြေအနေကိုရောက်ပါလိမ့်မယ်။လူတိုးချင်းစီတဲ့တနည်းကိုရေပမာဏ900ကုဗမီတာအောက်ကိုရောက်သွားတာပါ။ဒီအဆင့်အောက်ရောက်ပြီဆိုရင်လူဖွဲ့စည်းတစ်ခုဟာရည်တည်နိုင်မှာမဟုတ်တော့ပါဘူး။အီဂျီမှာလူဦးရေ138တန်းရှိပြီးအများစုကအနောက်ဗာဂျီးနီးယားထက်ကိုတင်းနေတဲ့နိုင်မြေပြေကမြေကွက်လက်လေးပေါ်မှာနေထိုင်နေကြပါတယ်။အီသီယိုးပီးယားကမြေပြားမှာ10ကြီးတစ်ခုစောက်လိုက်တာကရေကိုပိတ်ပစ်နိုင်ပါတယ်။ဒါပေမဲ့အီဂျီကအစိုးရမဟုတ်သေးပါဘူး။ သူတို့ဟာနေပေါင်း၃တော့တက်တန်းရှိတဲ့မြေအောက်ရေကြောတွေကိုသူတို့ရဲ့ရေ၃၀ရာခိုင်နှုန်းမှ၄၀ရာခိုင်နှုန်းထိအသုံးပြုတဲ့ခဲဆိုတဲ့မူရည်ဈေးပင်စိုက်ဖို့တဲ့ဆုပ်ယူပြီးခြောက်ခံလိုက်ကြပါတယ်။အခုဆိုရင်သူတို့ရဲ့မြို့တော်ဆန္ဒဟာခေတ်တဲ့တိုင်းမှာရေလုံးဝကုန်သွားမဲ့ပထမဆုံးမြို့ကြီးဖြစ်လာနိုင်ပါတယ်။ဇီးရီးယားပြည်တွင်းစစ်စတင်ခဲ့တာဟာလည်းမှတ်တမ်းတင်ထားသမျှတိုင်းမှာအဆိုးဆုံးမိုးကောင်မှုကြီးကြောင့်ပါ။လေသမားတိတဲ့တမ၅တန်းမြို့ကြီးတွေစီကိုထွက်ပြေးခဲ့ရပါတယ်။စားနဲ့ရိတ်ကဈေး၃စားတိုက်ခဲ့ပါတယ်။အဲ့နောက်မှာဆန္ဒပြမှုတွေပေါ်လာပါတယ်။နောက်တော့စစ်ပွဲတွေဖြစ်လာတယ်။လူ၅သိန်းနီးပါးတေဆုံးခဲ့ပါတယ်။နောက်ထပ်ဂျော်ဒန်မှာ MMA ရေကိုပေးဝေခြင်းမှာကန့်သတ်နေရပါတယ်။ရက်ကွက်တချို့မှာတပတ်ကိုတရက်ပဲပေးနိုင်ပါတယ်။ဘင်းလေတီဟာတင်းနစ်ကိုသုံးပြီးကြာဆင်းနေပါတယ်။ဂျော်ဒန်မြစ်ဟာအခြေခံအားဖြင့်တော့ပိုချင်းမြောင်းဖြစ်နေပိုချင်းမြောင်းဖြစ်နေပါပြီ။ဇော်ဒီယာရီပြကဒီတက်ပိုအယူချီပေါက်တာလုပ်ခဲ့ပါတယ်။သူတို့ကရေနံကားရတဲ့ငွေကိုအသုံးပြုပြီးမြေအောက်ကနှစ်နှစ်တောင်းကြာမှာစူးစောင်းမိတဲ့ရှင်အောင်ကြောက်ဖြစ်ရုပ်ကျွင်းရေတွေကိုဆုတ်ထုတ်ပြီးတော့တဲကန္တရာတင်းမှာဂျွန်းဆိုင်ခဲ့ပါတယ်။နေအနေငယ်ကြားတဲ့အခါမှာဇော်ဒီယာရီပြဟာကမ္ဘာတိုက်တန်းဂျိုတင်ဖို့သူတူဦးဖြစ်လာပါတယ်။အဲနောက်မြေအောက်ရေကြောတွေခန်းသွားပါပြီ။ အခုတော့သူတို့ကရေချိုပြုတ်လို့တဲ့စက်ရုံတွေမှာစောင့်လို့နေကြပါတယ်။ဒါကစမတ်ကြတယ်လို့ထင်ရပေမဲ့ရေချိုပြုတ်တာကစွန့်ရင်အမြောင်များသုံးရပါတယ်။တဘာဝရေတဲဆဲဆောက်ပုံကုန်းချပြီးပင်လယ်ခွေ့ကိုဒေသနိုင်တဲ့အစိတ်ရှိတဲ့ရေငန်တွေထွက်လာပါတယ်။ပင်လယ်ခွေ့နိုင်ငံတွေကစာသားတိုင်းရေနံကိုမီးရှို့ပြီးတော့ရေထုတ်နေကြပါတယ်။ပြီးတော့အဲ့ဒီရေတဲတဲကန္တာရာထဲမှာအစားအစာစိုက်ပျိုးနေကြတာပါ။ဒါလူသားသားမိုက်မှာရေရှည်တည်တဲ့မှုအကင်းမဲ့ဆုံးစီးပွားရေးပဲဖြစ်ပါတယ်။ပင်လယ်ခွေ့ရဲ့အတူရအောင်မြင်မှုဒူဘိုင်း အဘူဒါဘီတို့ဟာစတဲ့အနာဂတ်လိုဖြစ်နေတဲ့ဒီတောက်ပြောင်တဲ့မြို့ကြီးတွေဟာသူတို့ရဲ့မိုးမျောတိုက်တွေထက်ကိုပိုကြီးတဲ့လိမ်ညာမှုအပေါ်မှာတိဆောက်ထားတာပါ။ UAE မှာလူဦးရေ89ရာခိုင်နှုန်းဟာနိုင်ငံသားအလုပ်သမားတွေဖြစ်ကြပါတယ်။ရွှေပြောင်းခြေချသူတွေမဟုတ်ဘဲမနေ့ပြန်ဆိုရင်ပြည်နေနိုင်တဲ့ယာယီအလုပ်သမားတွေပါ။တကယ် Emirates တွေကသူတို့ရဲ့နိုင်ငံရဲ့၁၇ရာခိုင်နှုန်းသာရှိပါတယ်။တခြားပင်လယ်ကွေ့နိုင်ငံတွေမှာလည်းအတူတူပါပဲ။ကိုဝေးမှာ90ရာခိုင်နှုန်းနိုင်ငံခြားသားကာတာမှာ88ရာခိုင်နှုန်းနိုင်ငံခြားသားဒါတွေကနိုင်ငံတွေမှာဟုတ်ပါဘူးနိုင်ငံအသွင်ဖန်တီးထားတဲ့ corporation တွေပါ ဒီနိုင်ငံခြားသားလုံသမားတွေပါကစ္စတန်အိန္ဒိယဖိလစ်ပိုင်အီဂျစ်စတဲ့သူတွေကဒီမျိုးတွေကိုသူတို့ရဲ့လက်ပလာနဲ့တိစောက်ခဲ့ကြတာပါသူတို့ကအဒီနေ့မှာနှစ်40အလုလုခဲ့ရင်တော့မှနိုင်ငံသားမှဖြစ်နိုင်ပါဘူးဒူဘိုင်းမှာမွေးဒူဘိုင်းမှာကြီး RB စကားပြောတတ်တဲ့သူတို့ရဲ့ကလေးတွေဟာလည်းနိုင်ငံသားမှဟုတ်ပါဘူးဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ပါဘူး ဘင်္ဂလားဒေ့ရှ်ကဆောက်လုပ်ရည်လိုသမားတို့ကကျွန်တော်ဘရစ်ခါလီဖာကိုတိဆောက်ခဲ့ပါတယ်ကျွန်တော်သားကနေမှမွေးတယ်ဒါပေမဲ့သူတို့အတွက်ကျွန်တော်တို့ကဘာမှမဟုတ်ဘူးဖက်ဆန်ကုံသွားတာနဲ့ကျွန်တော်တို့ထွက်သွားရမယ်ဆိုပြီးပြောခဲ့ပါတယ်ရေနံကားရတဲ့ဝင်ငွေတွေလာစာပေးဖို့မတက်နိုင်တဲ့အချိန်မှာနိုင်ငံသားအလို့သမားတန်းတဲ့ဆရာအိမ်ပြန်ပို့ခံရပါလိမ့်မယ်ပင်လယ်ခွေ့နိုင်ငံတွေကတညာချင်းပြောင်းလဲသွားပါလိမ့်မယ်။အဲဒီနောက်အနာဂတ်မျိုးကြီးရတယ်ကမ္ဘာအမြင့်ဆုံးဒစိမျိုးတွေဖြစ်လာပါလိမ့်မယ်။ဒါကတော့စိုးရင်စရာကောင်းနေတဲ့အစ္စလန်နိုင်ငံတွေရဲ့အခြေအနေပါပဲ။အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။